draft gain အပေးမှာတော့ညာ grass မှာနှစ်သိန်းလုံးနေတဲ့စော်ကစားမှန်ကြားတခုဗျတသိန်းနေနေတော့သူတို့ရဲ့သမိုင်းကြောင်းအတွက်အခုခံကာဝယ်ရမယ့်အချိန်ကိုရောက်နေသလိုနောက်တသိန်းနေနေရလဲ qualifier အားတွေတက်လာခဲ့တဲ့သူတို့ရဲ့ခီးစဉ်ကိုရှေ့ဆက်ဖို့အတွက်လိုအပ်နေတဲ့အချိန်တခုပါမသိ Brothers ပေါ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒါသူသိန်းမှာထုတ်ထားနေတာအခုမှရှိတယ် New Bonds ထပ်ပြီးထွက်လာခဲ့တဲ့အချိန်တခုမှာတော့ဘယ်အသင်းကနောက်ဆုံးဆက်လန်းသွားမလဲ gain number 2ကနေပြီးတော့ချိုးသွားလိုက်ပါတယ်။ဒါကပိုင်းချမှာသွားပြီးတော့ကြည့်မယ်ဆိုရင် method C အနေနဲ့လူမျိုး traffic လေးနဲ့ဆိုရင်ခုနလူမျိုးချုံ snowball တိုက်လေးပဲထပ်သွားမယ်ပုံစံမျိုးလေးကိုတော့သွားပြီးတော့တွေးရတယ်။ method 2ကိုအတွက်ကပြောသွားပြီးတော့ကြည့်မယ်ဆိုရင်တော့သူ့အတွက်ကတော့ဒီပွဲမှာအားပူးစားသည်တော်လေးကတော့ high risk တော့ဖြစ်တယ်။အဲ့ဒီအချိန်မှာ new ball အနေနဲ့လူမျိုးချုံ performance တွေပြန်လည်ပြီးတော့ပြသမယ်ဆိုတော့ကြည့်ရမယ်။ဘယ်လိုမှမတော့ super khan ရဲ့ဒါ brand damage ကြီးရလဲသွားပြီးတော့ရှိနေသေးတယ်ဆိုတော့ဒေတာလို့တော့မရဘူးရ။ တကယ်တမ်းမှာဆိုင်မယ်ဆိုရင်ယူဘွန်ဘတ်မှာ9000လောက်က damage ထွက်လေဟုတ်တယ်9000လောက် damage အဝရှိနေနေတာတခုဗျာတော့မှတော့မသိသိသူတို့အနေနဲ့ဆလီနာ rotation လေးနဲ့တော့ခီးဆက်ဖို့တော့စူးစမ်းထားတယ်သူတို့ကအရေးကြီးတဲ့ပွဲနဲ့တခုပါပဲအဲ့ဒီ corner ပြနေရဆိုတော့ညာလေကိုယ်လည်းပြောလို့ရှိရင်တော့ဒီပွဲမှာသာသူတို့ရှုံးနေသွားမယ်ဆိုရင် game တွေကသူတို့တော်တော်လေးအနေနဲ့များတဲ့ game တွေကိုဖြစ်သွားမယ်ပေါ်မှာကောင်းနေတယ်တော့ဘန်တော့ကောင်းကောင်းကြီးဖိကျောင်းထားတယ်လားဒီလိုတွေ့နေရတယ်ဗျ။ကျောင်းနောက်ပိုင်းလူမျိုးဘက်တာရီချားထဲမှာတော့ HP lane ကိုတော့သွားပြီးတော့ဖိရတာတော့အသိနဲ့တော်တော်များများရှိမှာတော့တွေ့ရတယ်။အခုချိန်မှာလည်းကျောင်းသွားပြီးကြည့်မယ် လမ်းသွားပြီးတွင်းနေပြီးခွန်တော့ pressure တော့ပေးဖို့အတွက်ကြိုးစားနေတယ်ဒါပေမဲ့ခွန်လေးနဲ့ flicker လေးပေးပြီးတော့ပြန်ပြီးတော့ forward back လိုက်တဲ့ပုံစံမျိုးလေးပြအဲ့တော့ goal line match up မှာလည်း ယူနိုပြောမှလည်းကျွန်တော်စကန်ဘာမှတော့တိတ်ပြီးတော့ထူးချောင်းမရှိတော့ဘူးဒါပေမဲ့ယူနိုရဲ့ Granger သည်နော်ကျွန်တော်တကယ် service ဆိုတဲ့အနေထားတစ်ခုတော့မင်းရဲ့လက်ဝဲပိုင်ဆိုင်ထားတယ်အဲ့တော့ဒီအချိန်မှလည်းဒီလိုမျိုး performance နေကျွန်တော်တို့စတင်ပြီးတော့မြင်တွေ့ရမလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းသေးတယ်ဗျဟုတ်တယ်ဒီမှာလည်းယူနိုရှိနေတယ်လို့ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Resident Leo ရဲ့ Harabusa ဗျတို့ဂျိန်တရား Grass လို့မမျိုးပါ Harabusa ရဲ့ကျွန်တော်ချေလို့ချေလို့ခေးတယ်ဟာတော်တော်လေးအလုံးလုံးလို့တော့ကောင်းတယ်တော်မှာတော့ဘိုးရဲသူမှာတော့ဘာရှာနဲ့ rotation pattern အရသွားပြီး position ဖွင့်လို့ရတဲ့အခါမှာရှိသလိုခွန်ရဲ့ dribble တိုင်းပိုင်းဆိုင်ရမှာအားကောင်းမှုတွေရတယ်ဒီကအခုရမှာမြေပေါ်တော့ live ပေါ်ပြီးလို့ရနေတာတခုရှိတယ်တာတွေ5ဖို့တော့မသိစီတို့နှစ်ယောက်လုံးစရှိနေနေပဲ index က vision ထောက်ပေးထားတယ် reason လေးကိုအနောက်လေးမှာတော့ရှိတယ်ဗျ index နောက်ဆောက်ဆိုလိုပဲလိုက်တော့ကြီးနေရဲ့ဆိုတော့ဒီဘက်ကလည်းပြိုးရဲ့ reason ရပ်ပြေးတော့တွေ့သွားပြီဆိုတော့နောက်ထပ်ထပ်ပြီးတော့ပဲ present error ဒါနဲ့မှာတော့ hero key လေးဘေးအယုံလေးစဲစဲမှာ teleport ပေါ်ပတ်သွားပြီဒါပေမဲ့တစ်ဖက်မှာတော့ message တာတွေ objective လေးကိုတော့ရောက်မှာယူလိုက်ပါသေးတယ်ဗျကဲတာတွေ objective ရရှိထားတယ် error တောက်လျှောက်တွေကို nickel ပြစ်လွတ်နေတဲ့ဂျာမနီဝေါ်သွားလာတော့ခက်ခဲလေးရရှိနေတဲ့ပုံစံပဲဗျ အော်မလို့ကျွန်တော်နေလေးထိန်းကြောင်းနဲ့ဒီခါတုန်းကရှိရဲ့ စပကမ်နေတာအားလုံးနည်းနည်းဒီမှာလည်းကကျွန်တော်တို့ကောင်းချင်းသိလို့ရတယ်ဒီမှာပါဝါကောင်းပြန်တော့ခုံထားမယ်တဲ့ player free ဂျာရမရကောင်းခုံပြနေရုံပဲခုံပြနေရုံပဲဘန်ဒါသွေးတော်လေးနဲနေချာမ 3v1 ဖြစ်နေနေတာတခုကြောင့်တော့ first blood ကိုတော့ပေးလိုက်ပြီဗျာမှန်ပြောရင်တော့ first like ကယ်သွားရဲ့လို့ပဲပြောရမယ်ဗျာလွယ်တော့မလွယ်ဘူးဒါပေမဲ့ခုံတော့ပြန်လိုက်ပြီးတေတောင်းနိုင်ခဲ့တယ်ဒါပေမဲ့တစ်ချိန်မှလည်း medic scene အနေနဲ့ဒီရောက်လက်လို့မခံဘဲနဲ့ပဲတစ်ခါတည်းပဲ resin leo ရဲ့ blue buff ကိုပါထပ်ပြီးတော့ dive လိုက်ခဲ့ပြီဆိုတော့ new bone အနေနဲ့တော့ three rotation လေးတွေ game 1လို့ပုံစံမျိုးလေးတွေဝေးသက်လေးတွေ သွားပြီးတော့ရနေတယ်ဒါပေမဲ့ဒီချိန်မှာတော့ super can ကိုတော့သူကကောင်းကောင်းကြီးကိုတော့ farming space ရှာပြီးမှတော့ဖြစ်မယ်ဟုတ်တယ် super can ရဲ့ဂျွန်အားတွေကထုတ်လာဖို့တော့လိုလိမ့်မယ် lossen နေထားရ UK ပေးထားတဲ့အချိန်တခုလည်းတွေးနေရတဲ့အမူရဲ့ side ထားကျွန်မ power တဲ့ black နောက်မှလည်း nico aero လေးနဲ့အဆုံးသတ်ချက်ကြမှာတော့ UK နှစ်ကောင်သိပါမစစီ3 minute 2k နဲ့ပွဲတော့ဖွင့်ပြီဗျာ combination ကဒါပဲဗျာ rolling stone သွားပြီးတော့နိုင်မယ်နောက်ကနေပြ Nico ရဲ့ aggressive arrow follower လိုက်မယ်ဒီချိန်မှာ king flash ရဲ့ heavenly bound နဲ့ဆိုရင်တိရောက်တော့ instant ပြတ်သွားဖို့ကတော့လုံးဝချိန်နေနေတဲ့နေသား juno နေနဲ့သူ့ရဲ့ set တွေကိုဒါ billane တွေကိုပါ တက်ပြီးတော့ပါစုနေတဲ့ပုံစံမျိုးလေးကိုတော့သွားပြီးတော့တွေးရတယ်ဆိုရင်ဂျူနိုရဲ့ Golden Time ကိုတော့စောစီစီပဲမြင်တွေ့ရမှာဘိုးရဲ့ထပ်ပြီးတော့ပဲ mission ချက်ထားတဲ့ Time မှာ Aiden ဆိုတော့သွားပြီးတွေ့တဲ့ present ကိုပြီးတော့ Captain Africa ဆိုတော့ Captain Lee ခေါ်လိုက် Time ဘိုးရဲ့ရေဆုံးတော့ထားပါလေ Time တစ်ဖက်မှာလည်း Nico ရဲ့ trap play တွေနဲ့ပဲရလေပြီးတော့အဆုံးသတ်ခံလိုက်ရတော့ Aiden တော့ဖြစ်နေရပဲဗျာ Yeah 11တော့ trade သွားတဲ့အနေအထားတစ်ခုပါပဲ Juno သူစီက damage shop ကပုံများနေအနေအထားတွေကိုကျွန်တော်တို့မြင်နေရတယ် ခေါင်းနဲ့လည်းကျွန်တော်ဗရှင်တွေတောက်ချက်ဖော်ပေးနေတဲ့ပုံစံတစ်ခုရမက်သစီဂိမ်းနံပါတ်2မှာလည်း new boss တွေဆိုဒီထဲမှာဆွဲခေါ်ပြီးစော်ကစားထားနိုင်လို့မလို့ပြောရမယ်။ဒါတင်ရရမှုသားဒီအောင်လမ်းမှယူကြတဲ့ဟောင်ရခဲ့ရဆိုပေမဲ့လေ potential အများကြီးတော့ချော့ချခံထားတာမြင်နေရတယ်ဗျ။ခေါင်းတောက်ချက်လိုက်ခုံနေဆိုတော့ဒီကို 别马上 black，我手舞的来，比比啊！特别要别多问点，红色多问点，ipad 的飞到的家里马上 stand still，看汽车旅游咯，就刚刚有了，都跟你多问点。特别要别 resinio，你那了地铁的 opj 的过了，也应了多部都讲我们累了，我们得适应的，不看钱还走呢好吧？ipad 都不 planio 了，适应的比说咯，game flash 打的特别晚的，真比咯。orange 巴士了老美，汽车嘛 resinio 的 family，你多问哦，车老长的你啊，风很牛的吧？啊，resinio，特别 family 比啊，这东西够少少看的啊，那别没得适应的，没领多问的，特别他阿刚的车都去问你。 ယူဘွန်ဒီဇိုင်းဘွန်ခက်ခဲနေတဲ့ပုံစံမျိုး off lane မှာပြေးကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ banner လေးနဲ့ hugie တောင်ပေးထားသလို super can အနေနဲ့လည်း hugie ပေးထားတဲ့အခိုက်အတန့်တွေရှိတယ်ဗျာဒီယူဘွန်နေတဲ့ site time မှာလည်းအစမပြေသလို map မှာလည်း domination အရင်အားကောင်းတဲ့မတစီကိုတွန်းလှန်ဖို့တော်တော်လေးခက်ခဲနေတဲ့အနေအထားတစ်ခု super can အနေနဲ့တော့ဟိုတာ map မှာလာပေါင်းပြီးတော့ပဲ double lane စားဖို့တော့ကြိုးစားနေတဲ့အခြေအနေတွေပါဖြစ်နေပြီဗျာ intense အနေနဲ့သူ့ရဲ့ဒါ aggregate ပဲနဲ့နောက်ကနေ flag ကို force win လေးနဲ့ combination လုပ်ဖို့တော့ပေးထားနေတယ်ဆိုရင် nico ထပ်ပြီးတော့ present arrow မှာ ကြီးခုံမှုအခြေအနေတော့မရနိုင်ဘူးကြွယ်ရွှေရွှေကြီးပေးလိုက်ကြပါ Resilio ကိုကျန်ပြီးရုံထွက်အသေးတယ်ဂျူနိုအနေနဲ့တော့ damage တွေကောင်းကောင်းလေးကိုပေးနိုင်နေတဲ့ပုံစံမျိုးလေးကိုတော့တွင်းနေရတယ်ဗျာ ဒီ over trade လေးမှာတော့ newborn တန်သွားတယ်လို့ပဲပြောရမယ် resident လေးတို့အတွက်လိုအပ်နေ hero kit တောင်လည်းရရလိုက်သလို nikon ရဲ့ shutdown ကိတော့ဖိုင်ဆိုင်ခဲ့တာဗျာအဲ့တော့ကြောင့်မလို့ newborn ဒီပြေးချင်းနဲ့တော့သူတို့ဒါသူတို့ရဲ့တစ်ဖက်ကမစီးရဆိုတော့ဂျီဗီကရုံထွက်ပြီးတော့ပြင်နေပြီ online မှာတော့ super can စီရောက်တဲ့နဲ့ defend မယ်ဆိုရင်အများတော့များတယ် game flash မှာချိန်နေနေပဲ online မှာ3 v 1 super can သုံးရောက်လောက်ရှားမှာတော့ဂျူနိုပြအားရရမှာသူကြောင်ဆုံးကိုချိုးသွားရမယ်လေဂျူနိုလက်ထဲမှာပဲစပေးလိုက်ရတယ်ဗျာ train နေပါရောပေးလိုက်ရရပေါ့နော်အဓိကတော့အဲ့ချိန်မှာ vision ထောက်ထားတဲ့လူမရှိလိုက်တာဘောင်းတော့တော့သွားပြီးတော့ဆိုးသွားခဲ့ပြီ black လာမယ်ဆိုရင်တော့အများတော့များတယ် ယ်ပြီးစ Arrow နဲ့ပြတိုင်းကြားထဲမှာတော့ initiation လုံးဖို့အတွက်ကတော့ရန်တော့အစင်တော့မပြေတော့ဘူးတစ်ဖက်မှာလည်းကျွန်တော် Resilio တော့ con သွားပြီးတော့ TP ကြည့်နေပြီဆိုတော့ Ender တို့နဲ့ post ပေးထားတဲ့ Jamie Resilio တော့အရန်လိုက်ဖို့အတွက်ကတော့မလွယ်တော့ဘူးဆက်ပါလေ Ender Crash သွားပြီးတော့မှန်လာသေးတယ်အရန်ကတော့လုံးဝတော့မရဘူး AOG ရှိနေရဆိုတဲ့အတွက်ကြောင့်ပြန်ပြီးတော့ forward သွားနိုင်သေးတယ်ဟုတ်တယ် AOG နဲ့ Ender နေနေတော့ပွင့်လည်းပြောရလို့ရှိရင် spare တောင်းဖို့ကြိုးစားနေတာ10 minute time တစ်ခုမှ UK ခုနှစ်ကောင်ဝါစမန်ကီတို့ကဂိုးလေးနဲ့ပတ်သက်ပြီးမလေးတို့မလေးရှင်အရန်အောင်းကောင်းတဲ့အခြေတစ်ခုကြားမှာနေဦးဖို့နေတဲ့4-1ကိပါအောင်သာပြောင်းထားတယ် ောမှာ rubber glue ပါထုံးစံတိုင်းပဲလာတိုက်နေကြားမှာနမတိုင်းချက်ပါနမရေးစစ်ဘောလို့ခေါ်ကနောက်တစ်တပ်ပြီးခုံလိုက် damage ကြားမှာ rubber glue ကိုရှယ်လို့ကြီး play ပဲတရားသူလေးမှာပဲတန်းတဲ့လို့ချက်ကြည့်နေတယ်နီကိုကောက်လိုက်ရင်တော့ LG ကျန်တော့ပေးတော့မယ်မရသေးဘူးခုံရဲတောက်ထားမယ်လေမရတဲ့အဆုံးမှာတော့ UK တက်ကောင်းပြီပါ စစ်စီပြန်ဖေးလာပါပြီ။ဘိုးရဲကိုကတ်လိုက်တာတော့တော်တော်လေးတော့အစင်တော့ပြေသွားခဲ့ပြဗျ။ဘက်တစီအနေနဲ့ကျူးမှန်ပါတော့ထောင်းသွားခဲ့ရတဲ့ဆိုပြီးဖက်ကနေပြီးတော့ Sec S တတော်များပုံသွားတဲ့အနေအောင်ပါတော့ဒါနဲ့ objective ကိုပဲဆက်ပြီးတော့ try out မယ်။ဒီလိုနေရော Golden Time နေရတော့ကျွန်တော်မြင်တွေ့တာဘူးအဲ့တော့ရှိနေပြန်။ချောင်းမင်း Time အတွင်းမှာသူ့အနေနဲ့နောက်တဲ့ Sky Pierre လာလေးကတော့ CC ပြီးသွားခဲ့မယ်ဆိုရင်တော့သူ့ရဲ့ ပေါ်စပိုက်ဖြစ်မယ်ဆိုတဲ့အခြေအနေကိုတော့သွားပြီးတော့ရောက်လာလိမ့်မယ်အဲ့ဒီအချိန်မှာတော့စူပါကန်အနေနဲ့သူ့ရဲ့ identifying charge တွေကိုရောက်အောင်ရှာထားနိုင်မှာလို့မယ် hazing claw လို့မယ် basket fury လို့မယ်ဒီကြမ်းမှာ malefic gun ဒါမှမဟုတ်တော့ window gun window gun သွားလာတော့နည်းပါတယ် malefic gun သွားလာတော့များတယ်ဆိုတော့အဲ့ဒီချက်လေးတွေရလာတဲ့အချိန်ကျရင်တော့စူပါကန်ရဲ့ damage output တွေကိုတော့သွားပြီးတော့စောင့်ကြည့်ရတယ်ဒီမခွန်လဲအရင်ကတော့လို့ရလည်းမရဘူးခွန်တော်တော်လေးကိုမာရင်လေဟုတ်တယ်နီကိုရဒန်လီယိုဒီကိုကေးတကောင်ထက်ကောက်လိုက်ရင်းနဲ့ပဲမင်းလေးမှာနီကိုရဲ့အဲယိုတွေပြန်ဝဲနေတဲ့ဂျားမှာတော့နီယူဘွန် တော်လေးကို mid lane domination လောက်ခံနေရတယ်လို့ပြောရမှာပဲဗျ။ Mackay ရဲ့ family ကလည်းအစမပြေနေရဲ့ဂျားမှာဆွဲမနစ်အတွင်းမှာတည်းမတိရဆိုးဘောထိုင်ပြတော့ဝင်နေပြီ။ Aero top man နေတယ်ဗျ band up တစ်ဆိုင်ပဲ goal ဆိုညာလည်းပိုရဲဆိုးရဂျားမှာ do no. Kane is a free. Now the goal with Nico. Nico. ကယ်လင်စပရီတက်ကောက်လိုက်ရင်းနဲ့7မိနစ်မှာ11 K ရသွားပြီဗျာမေဂါဖတ်စတာပါဘာထပ်ပြီးမက်ဒစီအနေနဲ့တော့ပိုင်ဆိုင်အောင်မယ်ဆိုတော့ဒီအချိန်မှာလည်း new phone အနေနဲ့ change တွေပေါ့အကုန်လုံး server system တွေကိုတော့ဝင်တော့မှာဗျာဂျူလိုအနေနဲ့လည်းဒီအချိန်မှာတော်တော်လေးတော့ power spike ဖြစ်နေရဲ့အပြင်မှာခွန်လည်း power spike ဖြစ်နေခွန်လည်းသွားပြီးတော့ take down လုပ်ဖို့အတွက်ဆိုရင်မလွယ်တော့ဘူးဒီနေ့ရောက်အခုအချိန်မှာသွားပြီးတော့ကြောချင်းကပ်ပူးကပ်ထိုင်းနေပဲ32ဆိုတဲ့ formation လေးတစ်ခုကိုတော့သွားပြီးတော့ phantom နေပြီဗျအဓိကဘိုယန်နဲ့ Nico နဲ့ကနှစ်ယောက်တည်းလှုပ်ရှားလို့ရတယ် Resident Evil ဒီဂျူလိုနဲ့ခွန်နဲ့သွားပြီးတော့ join လာဒါမှမဟုတ်ဘိုယန်နဲ့ Nico နဲ့ join မလားကျော် king flex ကြီးပေါ့နော်အဲ့လိုမျိုးအကွက်လေးကြီးကသွားပြီးလှုပ်လို့ရနေရယ်ဆိုတော့ medicine ရဲ့ formation လေးကတော့တော်တော်လေးတော့ပုံပေါ်နေရယ်ဗျ medicine ကျော်ဒါပေမဲ့ combination နေပေါင်းနေရင်းနဲ့ပဲ new ball နေနဲ့တော့ first turn နဲ့အကုန်ပြုတ်သွားပြီ inner turn နဲ့ကျော်ဒါထပ်ပြီးတော့အောင်လာမှ defend ကိုကျိုးစား strike ရိုက်မယ်ကျော်နံပါတ်3ယောက်တော့တော့ရှိတယ် banner 30တောက်ချောက်ပြောက်ပြီလဲနောက်က3 go balance ကြီးနေတာဗျဘလွေလိုက်တဲ့နေကတူး လက်နေနဲ့လည်းအကောင်းဆုံးပြည့်ရပြန်ရှင်းထားဆိုတော့ညာလဲအောင်လမ်းမှာ inner tower ကိုလွတ်လွတ်လပ်လပ်ပြီးတော့ဒီဘက်ကပိုရှင်တွေပုံတော့လို့ဒီကိုအနေနဲ့ brazil arrow နဲ့ကိုခွဲဖြတ်နေတာဗျာအဲ့ဒါဘိုရဲကိုအရင်သွားရှိလို့တော့မရအောင် super can အနေနဲ့သူရဲ့ iron အပိုင်းချားလေးရှာဖွေတဲ့အချိန်မှာတော့ spear ကတော်ကြီးကိုခံပြီးပြနေရတယ် final slash ဆက်ပြီးတော့ roaming the fourth speed out ကျွန်မ inside ထပ်ပြဝင်လာနေတယ် question zero game လောက်လိုက်ခဲ့ပြီ and that's about a regular ball two man kayla jamajuno ရောက်လာရုံးထွက်သားသေးတယ်ဆိုတော့ new born အနေနဲ့ဒီအချိန်မှာခွန်တယောက်ကိုတော့ပြန်လောရလိုက်ပါသေးတယ်ဗျာ one for one trade is begin တော့ပြန် trade ထားရတယ် new born အနေနဲ့ throw အနေနဲ့တော့ဒါရင်ဆိုင်မှုခက်ခဲဆိုတော့ညာလဲသူတို့ရဲ့ combination တွေကလည်းတဖြည်းဖြည်းချင်းနဲ့ပြန်ကောင်းလာနေတာလို့မှရှိတယ်โอ้နေကို ွားထည့်ရဆိုတော့ညလေ resolution မှာ question တော့သွားရှိနေတဲ့ဓာတ်တစ်ခုဗျာဒီချိန်ရတော့ကြောင့်မလို့တော့ဒါ Nico Man လေးကိုပြန် shot ထားမျိုးတော့တွေးရတယ် low fight လေးတော့ပေါ်လာနေပြီ Juno ဖြစ်ဖြစ် game plan ဖြစ်ဖြစ်ဒါရှိမယ်ဆိုရင်တော့လွယ်တော့မလွယ်လာဘူးဗျာကျတော့ရှောင်းဆိုသလို Nico ရဲ့ prison error တွေကအလုံးလုံးနေရအောင်လဲသွားပြီးတော့တွေးရ Newcomb အနေနဲ့ကလည်းသူရဲ့ဒါ formation link up play တွေကအရင်လုံးလုံးမရအောင်ဆိုတာလဲ Nico က prison error နဲ့တောင်းရှောင်းဆိုသလို line front line ထောက်နေရအောင်လဲသွားပြီးတော့တွေးရတယ် ဲ့မက်ဒစီမနေ့ကရှုံးပွဲလေးတစ်ခုတော့ပူနွေနွေပြန်ဆက်ဖို့အတွက်ကောဒီအချိန်မှာ law object တစ်ခုတော့စတင်ပြီးတော့ပိုင်ဆိုင်လိုက်ရပြီဆိုတော့ new phone ဘယ်လိုမျိုးပြန်လဲပြီးတော့ခြေဖြတ်ပြရမလဲဆိုတော့ကြည့်ရပါဦးမယ်ဗျာကဲစကြာ grader နဲ့မနေ့ကရဲ့ error တွေကပြန်ဝဲနေတဲ့အချိန်တစ်ခုဆိုတော့ new phone ရဲ့ defensive လုပ်ဖို့ကခက်ခဲနေတော့မယ်ဒါ new phone သူတို့တည်ထားတဲ့ဗတ်ဆက်တဲ့အကုန်လုံးတော့ nico ရဲ့ error တွေနဲ့ပြန်ဖြည့်ဆည်းခံနေရတဲ့အချိန်ဒီကြားမှာ သူဘလို့ဘယ်စားတဲ့မျိုးနဲ့ defense လုံးပါလဲအောင်လိုင်းကိုတက်ဆက်လာဖို့လို့ရှိမယ်တော့ဟိုး return air ကတော့ဒေသလေးရယ်ဗျဘက်ကနေပြောရင်တိုင်းသူ့တော့မရအောင် new one ရဲ့ spare gas တွေကလည်းတော်တော်လေးကဂယူဆိုင်ရမယ်ဒီဘုံတော် final slash intense ရဲ့ ambrick ပဲ aog တွေဒါမျိုးကြီးကမိွားခဲ့မယ်တစ်ဖက်က black ရဲ့ spare ကလည်းရှိနေသေးရယ်ဆို daisy ပဲတော်တော်များနဲ့အလေးအောက်မှာ medicine အနေနဲ့လည်း high ground တက်ဖို့အတွက်ကတော့နည်းနည်းချင်းချိန်နေရသေးရယ်ဗျဟုတ်တယ်အဓိကတော့ intense aog လက်ကျန်နေတယ်ကျွန်တော် aog ps spare ကြားထဲမှာဆိုလို့ချိန်တော့ ဆိုအရင်သေးတဲ့ဘုရလွယ်မလားမဟုတ်ဘူးအဲ့တော့ဒီတောက်ချက်မလွယ်သေးဘူးပိုးရဲဖောက်ထားသေးတဲ့ဘန်နာကျင်းဝင်လာခဲ့တာလည်းမှားသွားပြီကေဝလက်စက်ထဲမှာယူကပေးလိုက်ပြီကွာဖရန်လိုင်းမှာကောင်းပေါင်းပြီးမှမနိုင်တဲ့နေတာတခုမှအင်းနန်ကိုထပ်ပြီးတော့ပဲနီကိုပရီဇင်အဲရုံးနဲ့တိတ်တောင်းလို့တော့လိုက်ရက်ဇယ်လီယိုမဆယ်ချက်ကေပေးလိုက်ဂျိုင်းပါတော့ No တိတ်တောင်းလို့ဘုအတွက်ကတော့ဘလုံးမှဒမ်းမေမလောက်တော့တဲ့အနေထားဘက်နစီနေနေအောင်ဒီကတလေးစားပြီးတော့ try နေရတယ်သူပဲဒီကိုပရီဇင်အဲရုံးရောနောက်ဆုံးသူ့လိုပစ်တိုက်ထားသေးတယ်ယူဘွန်3မှန်ပါတယ်နဲ့ဒီ3 wave တွေကို defend ဖို့အတွက်ကတော့လိုအပ်နေပြီဗျကဲ3မှန်ပါတယ် ဲ့ defend လို့တော့ရနေတဲ့အနေအထားတစ်ခုပါပဲ ball line in the town round နဲ့ mistake သွားယူမဲ့အနေအထားပါ new ball နေလေတော့ on land မှာ mega town round ကို first law နဲ့ပေးလာတဲ့ advantages ကတော်တော်လေးများသွားလိမ့်မယ်ဗျာမသိလို့မှပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့10 minute lower gap အပြ9 round ကြော်တိပါ quarter ထားနေပြီ new ball 我老婆子现在在包着舒服看，来江西的土多年了。你出发去那边，你那边去。你旁边也不看呀，那边去嘛舒服看。把龙岩干了，关我虾米啊嘛嘞！女朋友不搞了，生活在屋里搞呢目标。他叫我舒服看呢，旁边台湾是阿婆的，他怕珍惜我了。因为要不抓搞经济保护，老安逸了。女朋友抓搞了，提钱嘛，老有钱人看，老没用。但抓搞了，我说前面提钱嘛，那没得钱的呢嘞。妈，我看呢，碰到妞了，大不了追你呀嘞，对不？ လုံမိုးကြောင့် standing point တွေကိုယူဖို့အနေနဲ့ဘယ်လိုစိတ်ရှိရှိပြန်ပြီးတော့ရှာမလဲဆိုတော့ကြည့်ရမယ်။ Nico ရဲ့ present arrow တွေကလည်းဒီအချိန်မှာရှောင်ရှားတာတော်တော်လေးကိုခက်ခဲနေ everywhere ပဲဗျ။ဟုတ်တယ် Nico present arrow everywhere ဟုတ်တယ် Nico တောက်လျှောက်တွေကို arrow တွေလွှတ်ပေးနေတာ Nico တသိန်းတော့အောင်လည်းမတော့ဘူရဲတို့တော့တော့တွေ့ရနေတာတခုမှဘူရဲဒီဒီလေးနဲ့တော့ပြန် run အားလုံးပဲတော့ညာလေဘူရဲ patient အောင်မပြည့်တဲ့ Nico ရဲ့ arrow တွေကဖူးပြီးတိကျနေရမျိုးတော့ရှိတယ်။ဒါမှမဟုတ် Nico အနေနဲ့တော့သူတို့ defense ကိုပဲကောင်းမွန်လေးပြန်တိစောက်ဖို့တော့စဉ်းစားထားတဲ့ပုံစံဗျာ။ ဒီထားတော့ကျွန်တော်ယူဘွန်းအနေနဲ့ကတော့ long အတိုင်ပြင်လေးမှာတော့ဗတယ်လေးတစ်ခေါက်လောက်တော့စိုင်းခြင်းမလားပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ damage ဘိုင်းမှာတော့နည်းနည်းကျွန်တော်စဉ်းစားမှာရရှိတယ် wind talk ကသွားထားတာဗျအဲ့တော့ကျွန်တော် malefic gun လေးဒါထပ်ပြီးတော့ပြီးွားခဲ့မယ်ဆိုရင်တော့မစိုးဘူးယူဘွန်းတစ်ခေါက်ချင်းနေပေါ့ကိုတော့ကျွန်တော်အချိန်လေးတော့လိုအပ်နေတယ်ဒါပေမဲ့ဗလန့်မှာတော့ blowing one နဲ့ တိုင်းပြန်စားပဲပါသေးရဗျာနောက်ပေါင်းမယ့် item holy crystalla ကျော် black whale လားဆိုတော့ချက်တော့သွားပြီးကြည့်ရမယ်တော့ objective part ဒီပေါ်ဖို့တော့ second point ဒီ second point လို့အတွင်းမှာတစ်သိန်းလုံးအနေနဲ့ရောနည်းနည်းလေးကျုပ်ရိမ့်ရွက်ခြင်းဗျာဟုတ်တယ်နှစ်သိန်းလုံးအနေနဲ့နည်းနည်းလေးကျုပ်ဘယ်လေးလေးပြေးဆိုင်ဖို့စူးစမ်းနေတဲ့ပုံစံလေးမှာရှိတယ်ဒီဘောနေနဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်တော့သူ law against lane မှာ lane ကတအားချောက်သူတို့ဘက်ကိုရောက်နေတဲ့အနေအထားတစ်ခုဆိုတော့ lane သူတို့ striker မပြေးအောင်တော့ဆော့ချင်းအောင်လို့လိုးနေမယ် ရောမာရောမက်ဆီလို့တော့9ယောက်လုံးလော့ပွန်တင်သားမှာဆပ်ထွိုင်းမနေတာပုံရဲ့ပရှင်လိုက်စစ်နေတယ်။ဒီဝန်နေရောလော့ဂန်စ်လိန်ကပရက်ရှာရဲ့တပိတ်နေတာမှရှိတယ်။လော့တော့လက်တော့ပေးလိုက်ရင်းနဲ့ပဲစကန်လုံးနဲ့တက်လာတဲ့အချိန်မှာနီဝန်ဒီဖ ens ကိုပြင်ရအောင်မယ်ဗျာ။ဟိုက်ဂရောင်းတစ်ခုကိုပဲပြန်ပြီးရွေးမယ်ပေါ့နော်။ဒါပေမဲ့ဆုံးဖြတ်ချက်လို့တော့ပြောရမယ်ဗျာ။ကိန်းသွားလို့အခက်မသိပဲနဲ့ကျွန်တော်ပြန်ပြီးတော့အချာဆုံးနေညောင်းရခဲ့မယ်ဆိုလို့ရှိရင်တော့ဒီပွဲကတော့တော်တော်လေးကိုရဲရဲဝါးလိမ့်မယ်။အဲ့တော့သူတို့အနေနဲ့ Super Camp Black တို့ရဲ့ဒါ damage output တွေပြီးွားရင်တော့ကျွန်တော်တို့ banner နဲ့ indent ဆိုတဲ့ spare gas တွေနဲ့ပြန်လှည့်ပြီးတော့ high ground ဆိုင်မယ်ဆိုတဲ့အချက်တွေတော်တော်လေးမှန်ကန်နေလို့ပြောရမယ်ဗျအဲ့တော့ low objective တခုမဆိုင်ခင်မလာခင်မှာတော့တို့အနေနဲ့ battery လေးတခုမြဖန်တီးခြင်းမလားပေါ့နော်อืมမသိဆိုဒီချိန်မှာတော့ကျွန်တော်က lane နဲ့အကုန်လုံးတော့တောက်ချ freeze ပေးထားတာဗျာမမြင်ဘူးတော့ free ပေးမကြွရင်ပုံစံတခုပြထားတယ်ပူရဲနေနေအင်မိုတရှိရဲ့အချက်တခုရှိတယ်ဗျာ Unity နဲ့ဖြတ်တိုက်မဲ့ချိန်တခုမှာ damage တိတ်ကောင်ပူရဲကတဝါကြီးလှုပ်ပေးလို့ရတဲ့အနေထားမှာ new bone နဲ့အင်မီထားကလည်းမှန်ဖို့လည်းလိုလိမ့်မယ် resin လေးရော OK，不拉你来扑野，不中我老是拔剑，你也不要。Game Flash，给我讲的木马都酷呢，没变呢，比较勇多玩呢，比较方便。他不玩来扑野，新人，你那你看到我呢？我 Game Flash 呢，单兵比较多呢，随便你打。哎，我 D C 马了，连刀连刀玩呢，比较特拉给的 Free Wave 的 Newborn，本来木变呢，比较特别，特别能打。C A Man，我跟你比较 D Q，你那 Brazil，Everywhere，充满细节的，我不管你怎么死。D C 我的技能呢，Everywhere you go，you see the go arrow，你这边 Ends。你敢偷塔，随便炸，木 Newborn 呢，我 Combo，No，直接丢。 别还没现打嘛老的，那不就这个任务现打的，是当年的么子事，特别在那边海孤佬让任务看他一起玩、oh! 么啦 arrow，老晓得别米厉害的么就翻啦，我哋扫了周大爹，不哩干死啦，周老，跑到面的热坡，哎呀 la、allora，我哋周老热车嘛，就又给翻啦过来变皮啦，比叫翻啦，眼见十多年了，讲的那边周老喺 restaurant 呢，高档呢，阿嗲，哎，你那的古嘛，要么底车嘛，就服务嘛，老会赚到，也最有钱的。 ။ဘက်ကနေပြီးတော့ Messi ဘီကလေးတွေကိုပဲထပ်ပြီးတော့ try ခြင်းမလားအရန်တက်ဖို့အတွက်ကတော့မလွယ်တော့ဘူး။ဘန်နာပဲကြားထားရဆိုရင်ပဲသူ inland ဆဲရှိတယ်။ landed တော့ super can တို့ရဲ့ damage output တွေကလည်းရှိနေသေးတယ်ဆိုတော့မအားရမလုံးတာတော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်။ Messi ဒီချိန်မှာတော့နည်းနည်းလေးကျွန်တော်ကမကထားရန်လေးထပ်ထွားခြင်းနဲ့ပုံစံပဲ။ဘူရဲ့ immortal လေးနဲ့ damage တကယ်လုံးပေးဖို့နောက်တော့ zero တိုက်ရသေးတယ်။ inland ဒီမှာပြတ်ကားထားတဲ့ကြားမှာ super can ရဲ့ PR နဲ့ creo အကုန်လုံးတော့ရှင်းထုတ်လို့ရတယ်ဆိုတော့ညာလေး กมฟลชมอได้โชว์กับยาเบลเอโอจีมอได้โชว์กับเบลล่าเวลาได้เกมฟลชจังหวะสายเลือดเจ้าว่าได้ทำตัวสปาร์คเล่นแล้วทำมาฟรีแล้วครับยา 对啊，老天爷，你看那个白的嘛，出来哇！Five hundred newborn，the fans is jamming the ministry，拿不到偏方吧？呀哇！以前嘛，那是把钱、scream fest，就 breast damage，这打胎又了，老婆子托阿，一路跑啊嘛！Newborn，你那老阿姐提了，baby，阿托 fans，伊个举起来的，托阿了，same day，哇！哎呀，以前阿那是干嘛呢？西啦！哇！那晚上就做 full damage，托阿嘛，所以呢，白天呀，就白天呀，多少数的路，那公平面对阿嘛，老阿姐嘛，姐妹所以嘛，left hand，哇！哎，就 BOD，托阿嘛，老阿说，十二月三十一号嘛，不咯？就他妈的，就。 တို့အနေနဲ့က full item ပဲကျွန်တော်တစ်ဖက်မှာ king flash လဲ full item တော့ဖြစ်နေပြီဆိုတော့ reselio အတွက်ကတော့ ls battle လေးသွားတော့သွားနေတယ် ls battle ပြီးွားရင်တော့သူ immortal ဘာအများထပ်ပြီးတော့ join မလားပေါ့နော် black နေနေပြန်ပြီးကြည့်မယ်ဆိုရင်တော့ဒါ divine glitch ဒီဘာကြီးပါလာခဲ့ပြီဆိုတော့ black ရဲ့ damage တွေကလည်း penetration နေတာ burst damage ဒီပါလာတော့မှာဗျာ yeah black ရဲ့ damage output ကလည်းများလာဖို့ရှိသလို super cat နေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင် itemization အပြေးဝရဖို့နောက်ဆုံးတစ်တိုင်လောက်ပဲလိုရတဲ့အချိန်တစ်ခုဗျာ super cat မှာသာ item အပြည့်နဲ့ဖြစ်သွားမယ်ဆိုလို့ရှိရင်တသိန်းလုံးရှင်းထုတ်လို့ရတဲ့ damage output သူ့တယောက်ထဲမှာတည်းရှိနေတယ်နီကိုဆိုတာထုံးစံတိုင်းလေးပဲ မက်ကွန်ထိုးအတွက်တော့ထရပလေးကြီးလိုခြားထားသေးတယ် 搬到路上旅游，听到老多是路来过，那么多北京的宝藏比啊！好冷嘛，那时候搬下又比较老多，搞笑的队伍都先下子的，还是叫我们轮流，快步的快，老路不离路，才有 plan 的比啊！现在是你的甜蜜旅游了，哥们，咱们来一起干了，老 happy 的比啊！苏巴看嘛，打 PLO 啊，Springly 没事，有苏瑞，阿昌干了，有无个在赛姆个逃离了，苏维斯瓦天，詹姆斯拉卡勒弗雷卡没去。阿西嘛，Do of Jet 古，把比 Transfer 个，有无个逃离了，High Winds 比的路了，走路来呀没？在走路会耶，你去的，咱们比来，咱们跑，你们就跑。 Force Defender ทำให้เราบาลายน์เนอร์วินได้ส่วนเราจูรุ่ยเดมิสชั่งเราเวว่าจะใช้มาเราเดี๋ยวถามว่าเกมนี้เป็นเพราะว่าสปาร์กเกอร์ทำให้เราเอวีทำให้เราดิวเวนได้ใช้มาเอวีกราฟอร์เอโอซีทำไมดิจิตอลฟีไลท์ส่วนเราจูโน่ทริปเบกินเนอร์ทำให้เราควาเชลเชลเกมทำให้เราแบล็กเกมนี้เป็นจูโน่เตะดาวน์เดอะไวน์เนี่ยแบบโบเย่แล้วก็เกมนี้เตะกันเราไล่เดอะตัวจอมไมค์ซิส see ဒီကြိမ်မှာ wipe it out ဆိုတဲ့နေသားတစ်ခုနဲ့ game number 2တော့ဥဆောင်မှုအတွက်ခွင့်ရေးများနေရပြီဖြစ်ပါတယ်ဘုံမဆန်းပါတန်နေကတဲ့ position one way push ကိုထပ်ရွေးချက်ထားတော့မယ် Nico Flaga ရဲ့မှာပြေးဝင်ထားတယ်ဒီမှာလည်းဘိုးရဲ့ number 1ကနေပြန်လုပေးထားနေတယ်ဘယ်သူတို့ show ဘယ်သူတို့ position လေးရောက်လုံးကြည့်ချိုးလိုက်ရင်းနဲ့ပဲသူရဲ့ smile ကြောင့်အတင်လာအရာကောက်ွယ်ထားနိုင်ရင်းနဲ့နောက်တစ် play estate ကိုတော့တက်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ် တော့ last chance လေးကိုတော့ medicine အနေနဲ့အကောင်းဆုံးဖြတ်တန်းသွားရလို့ပြောရမယ်။ newborn အနေနဲ့လည်းဒါ qualify ကနေတောက်လျှောက်ဆိုသလိုကျွန်တော်ချော်ဖြတ်လိုက်ရနေပဲ။ဒီအချိန်မှာတော့တို့အနေနဲ့ last chance to play in ဆိုတဲ့ပုံစံမျိုးမှာ medicine ကိုအကောင်းဆုံးတော့ရင်ဆိုင်ခဲ့တယ်။ရှိရမှာ not today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  တော့ပြနေပြီဟိုတစ်ချိန်တစ်ခါ king flash ဒီကျွန်တော်ပြောခဲ့ပါတယ် not today အဲ့လိုပုံစံပြောလေးကိုတော့သွားပြီးတော့တွေ့နေရတယ်ဆိုတော့ medicine အနေနဲ့ရှုံးကျွေးလေးကိုတော့ပြန်ပြီးတော့ဆက်နိုင်ခဲ့ပြီလို့ပြောလို့ရရမယ်အဲ့တော့ကျွန်တော် ။ဟိုရဲ့ panelist တွေအနေနဲ့ကရောဒီပွဲပေါ်မှာဗ ారి မြားထက်လက်ပြီးတော့သုံးသက်သွားမလဲဆိုတာကျွန်တော်ချက်လောက်သွားရောက်ပြီးတော့ပဲအားလုံးကြည့်လိုက်ရအောင်။ကဲမက်သစီလေးကတော့နော် clean sweep ဆိုတဲ့ရလက်လေးနဲ့တူပဲ playing stage ကိုတော့တက်လန်းသွားခဲ့ရွေးဖြစ်ပါတယ်။ကဲဒီနေ့မှာတော့ဘယ်သင်းတွေက playing stage ကိုတက်ရောက်သွားပြီးတော့ဘယ်သင်းတွေကပြုတ်ချသွားလဲဆိုတော့ထပ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Rio Esports နဲ့ Platinum ရဲ့ပွဲစဉ်မှာ Rio Esports 2S ဆိုတဲ့ reason နဲ့ရှုံးနိုင်ခဲ့ရကြောင်းမို့လို့ ဒါ MS season 2ကြီးကနေပြီးထွက်ခွာသွားပြီဖြစ်ပြီးအခု MS season နဲ့ new book မှာလည်း new book အနေနဲ့2 season ဆိုတဲ့ result နဲ့ရှုံးနေခဲ့ရကြောင်းမလို့ MS season 2ကြီးကနေပြီးတော့စိတ်မကောင်းစွာနေပဲနှုတ်ဆက်ထွက်ခွာသွားပြီအဲ့တော့အနိုင်ရရှိတဲ့နှစ်သိန်းဖြစ်တဲ့ Blazin နဲ့ MS season ကတော့ playing stage ကိုတက်ရောက်သွားရပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါတယ်။ဆိုတော့ဒီပွဲကတော့တော်တော်လေးဥမာလည်းကြည်ကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ပြောရမယ်။ယူဘွန်အနေနဲ့ကတော့ဒီပွဲ game 1နဲ့စာမယ်ဆိုရင် game နဲ့မတူပါအမားတွေခက်ဆက်စိတ်လုံးမိတာလေးမျိုးတွေတွေ့ရတယ်။ individual ဘိုင်းနေရောသူတို့ team macro macro ဘိုင်းနေမှာအမားတွေတော်တော်များများခက်ဆက်စိတ်လုံးတာကိုတွေ့ရတာဖြစ်တော့ညူဘွန်ဒီပွဲမှာတော်တော်လေးအဆင်မပြေဘူးလို့တော့ပြောရမယ်။အားလီဘဲမှာဆိုရင်လေသူတို့ရဲ့ ESP Lane နဲ့ Banner အနေနဲ့ခွန်းနဲ့1 by 1 fight တဲ့နေရာမှာ ဘလို့မှမဖိုက်တင်ဘူးဗျာဘာလို့လဲဆိုတော့ hero nature ရလဲတအားအောင်မှာကွာတယ်အားလုံးနဲ့ phobias phobias ကဒီလိုမျိုး dash တဲ့အချိန်မှာတအားအောင်မှာပြောတာဗျာဘာလို့လဲဆိုတော့သူ dash energy ရတယ် basic တက်တိုက်မယ်ပြီးလို့ရှိရင် ad infernal pass ထောင်းမယ်အဲ့လိုပုံစံမျိုးနဲ့သွားတဲ့အချိန်မှာတစ်ခါကဒီ banner အနေနဲ့က အားလုံးနဲ့ download strike တွေတော်တော်ပြီးတော့တိုက်တယ်ပြီးတော့ရှင်သူ brace mine နဲ့သွေးတက်ခြင်းသောနဲ့ပြင်ပြမြုပ်ဝင်လာတဲ့အခါမှာခွင်းရဲ့နောက်အောင်မှာပဲ solo ပြင်ပြော့ပေးလိုက်ရတယ်ပေါ့နော်အမှန်ဆိုအဲ့လိုမျိုးဝင်ပြီးတော့ phobias ကိုသူ bio one တီးခြင်းနဲ့ဆိုတော့ teammate ဘက်ကလေးကနည်းနည်းလေးရှိနေမှာဒါမဲ့ तू ကဘယ်သူမှလည်းရှိမနေပဲ bio one တော်တော်တီးရဲ့အခါမျိုးကြတော့ခုနကကိုရှောင်းပြောလို့ပဲဒီ hero နှစ်កောင်ရဲ့ hero nature ဟာအကွာကြီးတတ်မှတ်ပြီးသား ီတစ်ဖက်ကအလောက dash များတယ်တစ်ဖက်က phobia ဆိုဒီ dash များတဲ့ကောင်တွေပေါ်မူတည်ပြီးတော့ dash energy ပြည့်ပြန်လဲပြီးတော့ဒါထုလို့ထောင်းလို့ရတဲ့ကောင်မျိုးဆိုဒီချိန်မှာနေသွားပြီးတော့အလောအနေနဲ့အများကြီးအားနည်းချက်တွေတွေ့သွားပါဘူးเนาะအလောအနေနဲ့ဒီ phobia ကိုဖျက်ဖို့ကြိုးစားမှာမဟုတ်ဘဲနဲ့တစ်ဖက်ကဒီ kimmy နဲ့ရည်စမ်းရှင်းတော့ dive ကမယ်ဆိုသူအနေနဲ့ဒီ phobia ကိုပဲတော်တော်ကြည့်နေတဲ့အခါမျိုးမှာကြာရနေဒီအမားလေးတော့မတွေ့ခဲ့ရတယ်ဘာပဲဖြစ်ဖြစ်ဒီ game နဲ့မတွေ့ရဲ့ mythic mvb ဘယ်သူလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့တွေ့ကြည့်ရအောင် ကဲနော်ခုနကတော့သူတို့အားလောအနေနဲ့ကတော့အားလေးပိုင်းမှာမားတယ်ဆိုပေမဲ့နောက်ပိုင်းဘက်တွေဒီမှာလည်းသူဒီ download strike နဲ့ဝင်တယ်ဝင်ပြီးတာနဲ့ချက်ချင်းလေးပဲအာ final strike ရေးရိုက်ပေးရပါတော့ဒါပေမဲ့ final strike ရိုက်တယ်ဆိုပေမဲ့တစ်ဖက်က Juno ရဲ့ response ကတော်တော်လေးကောင်းတာဗျအဲ့ final strike ကိုနှစ်ချိန်လောက်အထိသူ flicker တွေဒီ dash တွေနဲ့ပြန်ပြီးရှောင်ပြသွားတယ်ဒီပွဲမှာလည်း MVP အနေနဲ့ကတော့မသက်စီရဲ့ goal လိုက်တာ Juno ပဲဖြစ်ပါတယ် ီပွဲမှာလဲဂျူနိုတော်တော်လေးကောင်းတယ်เนาะပြစ်ချက်တွေတောက်လျှောက်ဒါတော့အာလီမာရီကသူစပိတ်တော်တော်ရစပိတ်ရအောင်လေမက်သစ်စီရဲ့ draft ကတော်တော်လေးတောက်နေလို့ပြောလိမ့်မယ်ဒီဘာရှာရီဘိုင်နဲ့ဒီ frog လိုက်အမာရီနဲ့ဒီ jungle invade တွေလုတ်တယ်နောက်ပြီးတော့ အားလေးရဒီ snowball သွားမဲ့ပုံစံတစ်ခုကိုသူတို့ဆော့တယ်အဲ့တော့ဒီ gradient နဲ့အားလေးရတော်တော်လေးကိုမှဖတ်နေခဲ့ရတော့အမှန်ပါပဲဟုတ်တယ် KD ဘက်မှာတော့ A15 global minute ကတော့800ကျော်နဲ့အတူပဲ K participation က65ပေါ့နော်အကွမ်းမန်းကတော့ itemizing man ဖြစ်သွားတဲ့အထိကိုတော့တွေ့ရတယ်ဒါပေမဲ့နှစ်ခေါက်လောက်တော့သူပွဲပြေးကန်ဒီမှာခိုးရောင်းလိုက်တယ်ပေါ့နော်ဒါ wide age နဲ့အာ hunter strike ကိုတော့သူခိုးပြီးတော့ရောင်းလိုက်တယ်အဲ last ရှိမှာတော့ဒါ Juno အနေနဲ့ကဒီနောက်ဆုံး V4 V5 ဒီမှာတော်တော်လေး offside ဖြစ်လာတယ်ဂိုးလိမ့်တော့တအူးဆိုရင်တော့မမအောင်ပြ ဟုတ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်เนาะဒါဝေဘန်တန်နေဂျားရဲကအကောင်းဆုံးပြန်လေပြီးတော့ရုံးထွက်လာတယ်ဂျူနိုအနေနဲ့ကလုံးဝအသိမှတ်မပြုတ်လို့မရဘူးဂျူနိုခုအနေနဲ့အရင်တုန်းကတော့ဒီဘလတ်တုံးမှာဆော့ခဲ့တော့ရဲချင်းနဲ့အစမပြေရာတွေနောက်ပြီး connection မမိရာလေးရှိခဲ့ဆိုမှအခုမသက်စီကိုရောက်လာပြီးနောက်ပိုင်းမှာတော်တော်လေးနောက်ပိုင်း week တွေမှာတိုးတက်လာရှေ့ week တွေကတော့ဟုတ်တယ်ဒါမသက်စီကအခုမှပြန်လေပြီးတော့ဖွဲ့စည်းထားဆိုတော့နည်းနည်းလိုအပ်တာလေးပေါ့နော် King Flash နဲ့ Juno ကြားထဲမှာနည်းနည်းလိုအပ်တာလေးရှိရဲဆိုပေမဲ့အခုလက်ရှိမှာတော့